Messenger မှာဗီဒီယိုကောပြောနေတာကို screen record ဖမ်းယူတဲ့အခါတစ်ဖက်လူရဲ့အတန်ရောပါအောင်ဘယ်လိုဖမ်းယူရမလဲဆိုတဲ့နည်းလမ်းလေးကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ကျွန်တော်တို့အရင်ဆုံး Play Store တော့ဝင်လိုက်ပါမယ်။ပြီးရင်စပါးလေးကိုတစ်ချက်ထောက်ပေးလိုက်မယ်။ဒီနေရာမှာကျွန်တော်တို့ screen record AX ဆိုတာကိုရိုက်ချလိုက်ပါမယ်။ ကျွန်တော်ကတော့ရိုက်ချထားပြီးသားဖြစ်တဲ့အတွက်ဒီမှာနှိပ်ပေးလိုက်ပါမယ်။ကဲနှိပ်ပေးပြီးလိုက်ဆိုရင်တော့ဒီပေါ်လာတဲ့ second record AA ဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါမယ်။ကဲပြီးရင်တော့ကျွန်တော်တို့ဒီနေရာမှာ insert တင်ပေးလိုက်ပါမယ်။ကဲ insert တင်နေပါပြီ download ပြည့်သွားအောင်ခဏစောင့်မိလိုက်ပါမြန်မာခင်ဗျာ ကဲအခုဆိုရင် download လုပ်ပြီးသွားပါပြီကျွန်တော်တို့ download လုပ်ပြီးသွားပြီဆိုရင်တော့ဒီ software လေးတော့ကိုတစ်ချက်ဝင်ပေးလိုက်ပါမယ်ကဲဒီ software လေးတော့ရောက်လာပြီဆိုရင်တော့ကျွန်တော်တို့ဒီ attack က along ဆိုတဲ့နေရာကိုတစ်ချက်နှိပ်ပေးလိုက်ပါမယ် ခဏလေးစောင့်မိလိုက်မှာပေါ့နော်ဒီထဲမှာသူ့ရဲ့စတင်ကိုဖွင့်ပေးရမှာဖြစ်ပါတယ်ကဲဒီနေရာလေးမှာ ပိတ်နေရာလေးကိုကျွန်တော်တို့ဖွင့်ပေးလိုက်ပါမယ်ကဲဒီလိုဖွင့်ပေးပြီးသွားပြီဆိုရင်တော့အောက်ကခလုံးနဲ့ဗတ်တရှက်ပြန်ခေါက်လိုက်ပါမယ်ကဲဒီလိုခေါက်ပြီးသွားပြီဆိုရင်တော့ open ကိုတစ်ချက်နှိပ်ပစ်လိုက်ပါမယ် ကဲဒီနေရာမှာတစ်ချက်ပြန်ဖွင့်မိလိုက်ပါမယ်။ကဲဒီလိုဖွင့်မိပြီးသွားပြီဆိုရင်တော့အောက်ကဘက်ခလုတ်လေးနဲ့တစ်ချက်ပြန်ထွက်ပြလိုက်ပါမယ်။အဲ okay နိုင်မယ်။ along နိုင်မယ်ပေါ့နော်။ along ဩဝဆက်နိုင်မယ်ဗျာ။ကဲဒီနေရာရောက်လာပြီဆိုရင်တော့ကျွန်တော်တို့အတန်းပေါအောင်ဘယ်လိုဆက်လုပ်ရမလဲဆိုတဲ့နည်းလမ်းလေးကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ ကဲဒီပိတ်နေတဲ့နေရာလေးကိုတစ်ချက်ဖွင့်မိလိုက်ပါမယ်ကဲဒီလိုဖွင့်မိပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီအပေါ်ကစာတန်းလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါမယ်ကဲဒီလိုနှိပ်ပေးပြီးသွားပြီဆိုရင်တော့ကျောဒီအောက်ကမိုက်ခရိုဖုန်းဆိုတဲ့နေရာလေးကိုတစ်ချက်နှိပ်ပေးလိုက်ပါမယ်ကဲပြီးသွားရင်တော့ကျွန်တော်တို့ဒီနေရာမှာတစ်ဖက်လူရဲ့အတန်ရော